အားလုံးပဲမင်္ဂလာပါရှင်နီမြောင်းနောင်မှုနဲ့ပတ်သက်ရင်ကျွန်တော်အရေးကြီးတဲ့အချက်တွေအများကြီးတည်းရနှစ်ချက်ကတော့စောစီစတင်ပုံနဲ့ consistency ရှိရှိကျွန်တော်တို့ဒီဇိုင်းမှာလောက်သွားဖို့ဖြစ်ပါတယ်ကျွန်တော် investment နဲ့ပတ်သက်ရင်ကျွန်တော်ကျွန်တော်လှုပ်ရှားတွေသတိထားရတွေအများကြီးရှိတာပေါ့ strategy တွေကျွန်တော်ဘယ်လိုပုံစံနဲ့လုပ်မလဲကျွန်တော်တို့ဘယ် asset class တွေကျွန်တော်ရွေးချယ်မလဲစသဖြင့်ကျွန်တော်တို့သတိထားမယ့်အရာတွေတော့အများကြီးရှိတယ်ဒါပေမဲ့ရေးကြည့်တဲ့နှစ်ချက်က ီ start အားလေးဆိုတော့ sourcing စတင်ဖို့ ਨੇ stay consistency ဆိုတော့ကျွန်တော်တို့ design မှာလောက်ဆောင်တော့ဖို့ဗောလေကျွန်တော် sourcing စတင်ဖို့ဘာကြောင့်ရည်ကြီးလဲဆိုတော့ကျွန်တော်ဘယ်ရာပဲလို့လို့အထူးသဖြင့်ကျွန်တော် investment မှာဆိုရင် sourcing စတာ ਨੇ ကျွန်တော်နောက်ကြမှာစတာ ਨੇ တော်တော်လေးကြွားတယ်ဗောနော်အဓိကတော့ကျွန်တော်တို့ယင်းနှမြုံနဲ့မှုမှာအများအပြားပြောနေတဲ့ compound interest ကျွန်တော်တွင်းပေါင်းရဲ့စွမ်းအားပါဝါကိုကျွန်တော်ကောင်းကောင်းအသုံးချလို့ရတယ်ဆိုတော့ sourcing စနိုင်လေး ဒီကျွန်တော်ဒီမှာပြန်ပြီးတော့ reimburse လုပ်တယ်ဆိုရင်ကျွန်တော်ရဲ့ပိုင်ဆံမှုကတဖြည်းဖြည်းနဲ့ထိုးတက်သွားတာဒီလိုမျိုးခွဲနဲ့ကျွန်တော်တို့နောက်ကျမှစားတယ်ဆိုရင် compound interest ရဲ့ power ကိုကျွန်တော်အဲ့လောက်ထိမရဘူးဗောလေ။ဟော Warren Buffett တို့ဘဝထိတန်ဘီလီယံနာဒါသူဆိုရင်အများဆုံး top down ဝင်နေတာဗောလေ။သူတို့ဒီလောက်ထိကြွားဝချမ်းသာတာကသူ investment strategy ကောင်းလာလဲတချောင်းနောက်သူ investment လုပ်တာတွေရွေးချယ်တာတွေတော်တာလဲတချောင်းပါတယ်။ဒါပေမဲ့ ဲ့ချိန်မှာအဓိကကြရတဲ့တစ်ချက်ကသူငွေငွေရွယ်နဲ့စခဲ့တာပဲစက်ကြက်ပဲအယူရတွေကပေါ့နော်သူစပြီးတော့ investment တွေစလုပ်တယ်တကယ်လေသူရဲ့ဒီအသရင်ပိုင်ဆိုင်မှုအသရင်ကျော်ဝါမှုကသူအသက်အသက်ရွယ်တစ်ခုရောက်လာတဲ့ချိန်အသက်ကြီးလာမှာအဲသူကဒီထိတ်တန်းဘီလီယံနာဖြစ်လာတော့ဒါကြောင့်မို့သူကအသက်ကြီးလာမှသူစပြီး invest လုပ်တယ်ဆိုရင်ဒီလောက်ထိသူပိုင်ဆိုင်ဖို့မလွယ်ဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော် start အားလေးကိုတက်နိုင်တဲ့ပမာဏနဲ့ကိုဘလောက်နိုင်လဲကိုစနိုင်တဲ့ပမာဏနဲ့ကျွန်တော်စပြီး invest လုပ်ဖို့လိုတယ် စောစိစနိုင်လေကျွန်တော်အကျိုးများကပိုများနိုင်လေပေါ့နော်ဆိုတော့နောက်ဒုတိယချက်ကတော့ stay consistent ကျွန်တော် design မမှန်လုပ်ဖို့ရည်ကြည်တယ်ဘယ်ဟာပဲလုပ်လို့ကျွန်တော်တိုးတက်ချင်တာပဲဖြစ်ဖြစ်ခင်ဗျာဘာစကားတစ်ခုလေ့လာတယ်မနှစ်လသုံးလလေ့လာတယ်ရက်သွားတယ်နောက်တစ်နှစ်လောက်နေမှထပ်ပြီးလေ့လာတယ်ငါဘာမှသိတာဖြစ်လာမှာမဟုတ်လေ့လာတယ်ဆိုရင်ကျွန်တော်တို့က6လတစ်နှစ်2နှစ်စသဖြင့်ကျွန်တော်နှစ်နဲ့ချီပြီးလေ့လာမှကျွန်တော်ကျွမ်းကျင်တဲ့အဆင့်ရောက်မယ်ဒီလိုပဲကျွန်တော်တို့ကတခြားတိုးတက်မှုတွေ scale တွေကျွန်တော်တို့ မှာထားပါတော့ကျွန်တော်ဒီဇိုင်းပညာပဲဆိုပါတော့ကျွန်တော်ဒီဇိုင်းဆွဲတယ်ဒီဇိုင်းတင်တယ်ကျွန်တော်တင်လိုက်မတင်လိုက်ဆွဲလိုက်မဆွဲလိုက်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ creation ကအဲ့လောက်ထိအကောင်းမှုလွှဲမှာမဟုတ်ဘူးကျွန်တော်တို့ဒီဇိုင်းမှမှဆက်ပြီးတော့လုပ်သွားဖို့အရေးကြီးတယ်ဒီလိုပဲကျွန်တော်တို့ကငွေစုတယ် investment လုပ်တယ်ဆိုလည်းကျွန်တော်တို့ဒီဇိုင်းမှမှလုပ်ဖို့အရေးကြီးတယ်အဓိကတော့ကျွန်တော်တို့ရဲ့ဒီ habit ပေါ့နော်မှ investment လုပ်တယ်ဆို investment လုပ်တဲ့ habit ကိုကျွန်တော်တို့အကောင်းဆုံးတည်ဆောက်ဖို့အရေးကြီးတယ်ကျွန်တော်ပုံမှန်လုပ်ဖို့အရေးကြီးတယ်ဟိုမှာဒီလမှာကျွန်တော်ခုနဒေါ်လာ100ထည့်တယ်နောက်လာကြတော့ကျွန်တော်တို့က အတရာထဲတယ်နောက်လာရင်ကျွန်တော်မထဲတော့အနောက်လာရင်ကျွန်တော်ဘလောက်ထက်ထဲတယ်ဒါမျိုးလုပ်နေရင်တော့ကျွန်တော်ကကိုလိုချင်တဲ့ goal ဒါမြန်မြန်ရောက်နိုင်ဖို့ခတ်တယ်ပေါ့လေဆိုတော့ကျွန်တော်ဒီဟာကို behavior ကိုကျွန်တော်တို့ habit ဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ကအလေးချင်းဖြစ်အောင်တိဆောက်ထားဖို့လုပ်တယ်ဒါအလေးချင်းဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီ momentum ကိုခေါ်တဲ့အချိန်ပေါ့နော်ကျွန်တော်တို့ကတခုဆိုတာနဲ့စပြီးလှုပ်တဲ့အချိန်နဲ့အချိန်ရသွားတာ ਨੇ တော်တော်ကွာတယ်တော်တော်ကွာတဲ့စလှုပ်တဲ့အချိန်မှာကျွန်တော်တို့က ဟိုနည်းနည်းခက်ခဲတွေရှိတယ်ဗောနကိုဆက်လုပ်ဖို့နည်းနည်းခက်နိုင်တာရှိတယ်ပုံမှန်လုပ်ဖို့ခက်နိုင်တယ်ရှိဒါပေမဲ့အချိန်တစ်ခုရောက်သွားပြီဒါဒီအချိန်လေးကိုထိမ့်ပြီးတော့ကျွန်တော်ပုံမှန်လုပ်သွားတယ်ဆိုရင်ဒါသူ့ဘာသူသူဒီအချိန်လေးနဲ့ဗောနကျွန်တော်ဆက်ပြီးတော့ AC လုတ်သွားလို့ရတယ်ဆိုတော့ investment လုပ်တဲ့အချိန်မှာဒီနှစ်ချက်ရည်ကြည်တယ်ကျွန်တော်စောစီးစဖို့ရည်ကြည်တယ်နောက်တစ်ချက်ကတော့ပုံမှန်လုပ်သွားဖို့ရည်ကြည်တယ်ကျွန်တော်ကိုအသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာကိုလိုချင်တဲ့ furniture ကို furniture freedom ရောက်ဖို့ဆိုရင်ကျွန်တော်တို့ကစောစီးစနိုင်လေကျွန်တော်ပုံမှန်လုပ်နိုင်လေဒါမျိုးမျိုးဆန်းရောက်နိုင်လေဖြစ်ပါတယ် တတိုင်ငွေချင်းနဲ့စီးပွားဆိုင်ဗီဒီယိုတွေပုံမှန်ချေချိုးနားဆင်ရတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်